ပတ်တာခိုက်ခတ်မကြည့်နဲ့ဆိုပြီးတော့လေအမေကသူစိတ်လဲလွတ်တာလဲပါတယ်ပေါ့နော်မျိုးသမီးတယောက်ကဘေးကျန်တဲ့ကြက်ဖြစ်သွားရှင်မှာစိတ်လွတ်သွားတာမျက်စံတွေကနူးညံ့နေချစ်ဖို့ကောင်းတယ်ဆိုတော့စိတ်အတိုင်းပေါ်တာပေါ့အဲ့တော့မကြည့်နဲ့ပေါ့ငါကိုယ့်ဘာကိုအဖမ်းခံမယ်ပေါ့မမာနာကလည်းရှိတဲ့အခါကျတော့ကိုယ့်ဘာကိုအဖမ်းခံမယ်ဆိုပြီးတော့ပြောတာပြီးတော့ဘိုင်းဆိုတဲ့ဟာတော့ပုံသင်ပေးတာပါ ဘုံဘုံကလည်းကိုညမာလေးလိုလည်းဖြစ်နေတော့ဒါအမကတော့ကိုချစ်တဲ့နုပညာရှင်လေးလည်းဖြစ်တဲ့အတွက်လာပြီးတော့အားပေးတာပါရှင်ဘုံဘုံအချိုလည်းကျွတ်တတ်ပါတယ်လူတွေကအလောင်းအလောင်းပဲပြောတာသူ့ရဲ့ဒီအလောင်းထဲမှာလည်းအချိုတွေလည်းပါတာပဲလေအမတို့ဒီရမတ်မှာဆိုလည်းအချိုတွေအများကြီးပါတာပဲဒီဟိုမှာဆိုလည်းဒါအရှိရရိုက်ခဲ့တဲ့အိမ်အောင်တို့နောင်တို့မှလည်းအချိုတွေပါပါတယ်။ဇကားတကားလုံးကြီးအကြည့်မယ်ဆိုလို့ရှိရင်ဒါကအလောင်ဘက်ကိုသွားတယ်ဆိုရင်အချိုတွေလည်းပါပါတယ်။ဆိုတော့ဟာတာသူချစ်ခင် ဟာတာကမှာဆိုလို့ရှိရင်လည်းအရန်ရီရတာပဲလေအရန်ပောက်ခဲ့တာပဲဆိုတော့ तू ကအမှန်ကတော့ဘုံဘုံကအကုန်ရပါလေခါကြလို့ရှိရင်လေ तू အရန်ခိုင်းရင်အဲ့လိုမျိုးလေလေဟိုလို့ကောမလဲ तू ကို तू အမှန်ကတော့ရီစားတော့မရှိဘူးနော်ဘုံဘုံလေး အမေရိုမန်တစ်စီပါရင်ဆိုတော့သူအရန်ဟိုတော်တယ်အကြောင်းလေးနေဘလို့စဉ်းစားပြီးတော့နေဘလို့ရေးတာလဲကျွန်မတို့နေကြတော့လဲဟိုအရန်ခင်နေတဲ့အခါကျတော့လေဟိုကိုယ်ညီမလေးလို့လည်းဖြစ်တယ်ကိုသားသမီးလေးလို့လည်းဖြစ်တဲ့အခါကျတော့ပြောမနာဆိုမနာဖြစ်တာပေါ့အဲဒါကကြိုက်သူ့မေးအင်းကိုငချင်ချင်တာတော့မဟုတ်ဘူးနေဘလို့စဉ်းစားပြီးရေးတာလဲကြီးစားတော့မထောက်ဘဲနဲ့ဒါမျိုးလေပျော်ကြီးကတခါလေရေးတတ်တယ်မကြည့်ပါလားရမက်မှာမှာထင်မက်လက်နဲ့ တပြေနဲ့ဟာဆိုလို့ရှိရင်လည်းသူရေးထားတာရမ်းကြည့်ရအဲ့လိုမျိုးလေးပေါ့ဟုတ်အားရတယ်ဟောဟောဗာလဲအရင်တော့ဗမုံနဲ့စုံတာဆိုလို့ရှိရင်တော့အရင်တော့ဗီဒီယိုခစ်မှာတော့အမအတို့အများကြီးရိုက်ခဲ့ပါတယ်ဒါပေမဲ့အခုဇလန်းနဲ့မှာဆိုလို့ရှိရင်တော့ဒါရင်သွေးပေါ့နော်ရင်သွေးရိုက်ခဲ့ပြီးတော့ဒါဒုတိယမြောက်စုံတဲ့ကားပေါ့အဲဆိုတဲ့အခါကျတော့သူနဲ့ဆိုင်ရခင်ကအမဒါရင်သွေးထက်သူကပို့ပြီးတော့ ဟိုဇက်အင်ကြီးတယ်တဲ့ပြီးတော့ရင်သွေးထက်လဲပို့ပြီးတော့အားရတယ်ပေါ့သူကပြောခဲ့တယ်ဆိုတော့အမားတို့ကရိုက်တဲ့ခါကျတော့လဲဇလန်းတွဲဆိုကိုပါတဲ့အပိုင်းကိုပဲကိုလုံးကြတခါကျတော့ရှင်သူများတွေဘာပိုင်းနေဘလို့ရိုက်ခဲ့မှန်းကိုလည်းမသိဘူးဇကားတကားလုံးအမားတို့ပြန်ကြည့်တဲ့အခါကျမှတာအော်ဒီဘက်မှာအခုမှဟိုဗာလဲ သွန်ဆက်ဆိုလို့ရှိရင်လည်းဒါဒါအများကြီးလောက်ခဲ့ရတာပဲဟိုဟာဒီယုတနာတင်ဆိုလည်းများအဲ့တော့မှသိရတာ तू ကစိတ်ကောင်းရှိတယ်လေကြောထက်အောင်ကာ तू ကတစ္ဆာဟိုဘယ်လိုပြောမလဲ तू ကအရက်တောက်တယ်ဆိုပေမဲ့အရက်ကိုဟိုလိုမျိုးအရက်သမားကြီးလိုမျိုးမူးရမ်းကားနေရမဟုတ်ဘူးလေ तू ကအရက်တောက်တယ်ဆိုတာသူ့ရဲ့ဒီအင်းမြမိုးအရင်မင်းမဟိုပေါ်မှာနောင်နာတွေနဲ့နောင်နာစိတ်တွေနဲ့ तू ကသူ့ကိုယ်သူသူနှင်းဆဲတဲ့အနေနဲ့ तू ကတောက်တာ तू ကစိတ်ကောင်းအဲ့တော့စေတနာအကျိုးပေးတယ်ဆိုတဲ့ဟာသူ့ရဲ့စိတ်ရင်းအတိုင်းပြန်အကျိုးပေးတာပေါ့ဂျန်နဲ့သူတွေတည်သွားရတယ်ဆိုတာလဲဒါ ူကဘယ်လိုလဲဆိုတော့ဟိုဟိုတင်ရစာပေးတဲ့အနေနဲ့ပဲလေဘာလို့လဲဆိုတော့ရမတ်တွေအရန်ကြီးတယ်ဒီကားကိုကြီးတတ်မယ်ဆိုရင်ပညာရေးအများကြီးရပါတယ်ဘာလို့ဆိုတော့ရမတ်တွေအရန်ကြီးတဲ့အတွက်တယောက်တယောက်တစ်မျိုးပူလောင်ရတယ်တယောက်တစ်မျိုးနဲ့နာဆုံးရှုံးရတယ်ဆိုတာပြချင်တယ်ပြီးတော့ character တွေကြီးမယ်ဆိုလို့ရှိရင်လည်းသုံးဆက်သုံးဆက်မိုးတည်တာဆိုလို့ရှိရင်လည်းအမှန်ကတော့တနာဖို့ကောင်းတယ်သူ့ဘဝကဒါသူ သူ့သားကိုသူနေရာဘယ်လိုပြောပြမလဲကျော်ထက်အောင်ရဲ့ကိုကျော်ထက်အောင်ရဲ့အချစ်ကိုရကျင်တယ်ဆိုတဲ့ဟာနဲ့သူရှင်းတန်းလာရတယ်ဆိုတော့သူ့ဘဝလေးရဆိုလို့ရှိရင်အမှန်ကယ်ဆိုတော့တနာဖို့ကောင်းတယ်အဝရီဆိုလဲဒီတိုင်းမှာဇာနီကိုသူတအားချစ်တာလေ အဲ့ဒါ तू အားချစ်တဲ့မိန်းကလေးတယောက်အနေနဲ့လဲ तू ကတနာဖို့ကောင်းနေပြန်အောင်ဒါအမနေရနေဒီမျက်စနေနေရနေဆိုလဲ तू ဒီတိုင်းပဲမျက်စနေကဟိုတစ္ဆာအမြဲတမ်းဖောက်ခံရတယ်အဲ့လိုမျိုးလေးနေလဲအဲ့ကာရက်တာတစ်မျိုးစီဆိုတော့တနာလဲတနာဖို့ကောင်းတယ်ရမတ်ကြည့်လို့ရှိရင်ပူလောင်ရတယ်ဆိုတဲ့ဟာမျိုးပြလာမထိနဲ့ဆိုပြီးတော့လဲ မထိနဲ့ဆိုတော့ဟိုဘယ်လိုပြောရမလဲအမှန်ကသူစိတ်လဲလွတ်တာလဲပါတယ်ပေါ့နော်အဲပြီးတော့သူကယူတဲ့ယူတာတော့မဟုတ်ပါလေပပလေးရင်ရင်လေးပေါ့မျိုးသမီးတယောက်ကဘေးချန်နေကြဖြစ်သွားရှင်မှာစိတ်လွတ်သွားတာပေါ့စိတ်လွတ်သွားတဲ့ဆီမှာဒါပေမဲ့ तू ကဟိုလိုမျိုးကြောက်စရာကောင်းအောင်မဟုတ်ဖဲနဲ့သူ့ရဲ့ဘာလို့လဲမျက်စံတွေကနူးညံ့နေချစ်ဖို့ကောင်းနေဆိုတော့စိတ်အတိုင်းပေါ်တာပေါ့အဲ့တော့မထိနဲ့ပေါ့ငါကို့ပါကိုအဖမ်းခံမယ်ပေါ့မမနာကလည်းရှိတဲ့ခါကျတော့ကို့ပါကိုအဖမ်းခံမယ်ဆိုပြီးတော့ပြောပြီးတော့ဘိုင်းဆိုတဲ့ဟာတော့ပုံတင်ပေးတာပါ မတော်ရမတ်ဆိုပြီးတော့ group ဖွဲ့ထားတာဟိုပါဝင်တဲ့ actor တွေမင်းသားမင်းသမီးအကုန်လုံးက group ဖွဲ့ပြီးတော့တနေ့နေ့တပိုင်းတက်ပြီးဆိုရင်တပိုင်းသူများတွေ throw တဲ့ဟာတွေပို့ကြရီကြဟားကြပေါ့ဆိုတော့ပျော်ရတယ်အဲဒီဖြင့်အမတို့ပင်မခံရကြုံနဲ့ပါတယ်အကုန်လုံးကပင်မကြတွန်းဆက်ဆိုလဲလက်မောင်ပြုတ်သွားတာလေတကယ်ပြုတ်သွား ground ဆိုပြီးတော့လေအနားလိုက်ရတယ် shooting အဲ့လိုမျိုးပေါ့အဲပင်မခံရတယ်ခိုင်းဟိုဂျိုနဲ့သွားတာပကံတုနဲ့ပကံတုနဲ့ဒါမှမဟုတ်ပကံတုနဲ့ဆိုရင်ပကံကသူကလေဟိုဟိုဗာလဲ ့ခောက်လိုက်တဲ့အချိန်မှာဖြွာသွားအောင်လို့သူကနည်းနည်းလေးမမမလေးလောက်ရတာပေါ့လေဖြွာတော့မဟုတ်ဘူးပေါ့အဲ့တော့ဟိုဇောင်းလေးနဲ့ထိသွားတဲ့ထင်ပါရဲ့အထုဆိုမှလည်းနာတာပဲဟုတ်တယ်ပကံတူပါလေဟုတ်တယ်ရှုတယ်မှငိုတနာပါတယ်မတို့ဒီပေါ်ရိုက်တဲ့ခါမှာလဲဒီအကုံလုံးကလေပေါ်ဒီဆက်ဖွဲ့တွေကအစအကုံလုံးအကုံလုံးပေါင်းနေတဲ့ မီတို့မန်တို့တွေရောအကုန်လုံးအမတို့ဒီ team ကအကုန်လုံးကလေစစ်စစ်လုံးလုံးရှိကြတယ်ပျော်ရွှင်ရွှင်နဲ့ရတယ်အမတို့ shooting ပေါ်ရောက်တယ်ဆိုလို့ရှိရင်ဟိုပြောရမလဲအလုံးလုံးနေရာလေလုံးခံစားရအောင် shooting မနဲ့မိုးလင်းလို့ရောက်လာပြီးဆိုပြန်တဲ့အချိန်ထိဟိုဘလို့အချိန်ကုန်လို့ကုန်ကမ်းမသိဘူးဘာလို့ဆိုတော့ဇက်ကစီးနေတဲ့ခါကျတော့ဒီဇက်ထဲမှာမျောနေတော့ ဟိုပင်မန်းတယ်လို့မခံစားရအောင်စုစုကလည်းသူကဒီတန်းမှာကျတော့သူကဟိုမဟုတ်မခံလေးပေါ့နော်ဆိုတဲ့အခါကျတော့သူနဲ့မန်ရကိုချက်ထောင်နဲ့နောက်ဆုံးခန်းလေးအကုန်လုံးကလည်းထိုးကြရဲလိုက်တယ်ပေါ့နော်အဲသူမျက်နှာလေးကလည်းជីជីလေးလေးနဲ့ကိုချက်ထောင်လည်းအရက်ပြတ်သွားတယ်ဆိုတော့ជីជីလေးနဲ့ဆိုတော့လိုက်တယ်အဲအဓိကတော့ဇက်ကတော့အကုန်လုံးကမကောင်းတာတွေလုပ်တဲ့သူတွေကတော့သူ့လမ်းသူသွားကြတာပေါ့လေအခုသူတို့နှစ်ယောက်ကစိတ်ကောင်းရှိတော့ကောင်းတဲ့နေရာပေါင်းစည်းသွားတာပေါ့အဲ့လိုပုံစံမျိုးပေါ့အခုရုပ်ရှင်ခါကြီးပေါ့နော်ဟိုမောက်မီပြားဆိုတဲ့ရုပ်ရှင်ခါကြီးညုံတင်မှုရှိပါတယ်အဲ့ကအဲ့ခါကျဆိုရှင်လုံးဝမတူညီတဲ့အပြည့်အသက်တွေ အလုံးဝမမြင်ဘူးသေးတဲ့ character နဲ့ရုပ်ကိုမြင်ရမှာတောင်းကြည့်လိုက်ပါအောင်ဟုတ်ကဲ့ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ရှင်ဟုတ်ကဲ့